အားလုံးပဲမင်္ဂလာပါ so guys နေပြီးတော့ကြိုဆိုလိုက်ပါဗျာအခုတင်ဆက်ပေးမှာကတော့ကျွန်တော်တို့ရိုးရလဝေးအစီအစဉ်မှာပြီးခဲ့တဲ့ရက်ပိုင်းတွေကတတိယထပ်ပေါ်ခဲ့တယ်ကျွန်တော်မြမရိုးရလဝေးပထမတော့လဝေးကျော်သူတင်ဝင်လာအနားယူသွားပြီဆိုတော့တတိယနဲ့ပတ်သက်ပြီးတော့နောက်ွယ်ရအကြောင်းအရာတွေကိုကျွန်တော်နဲ့ကိုစိုးညီတို့ကနေပူးပေါင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျာအခုမင်္ဂလာပါမင်္ဂလာပါညီလေးတတိယနားပြီဆိုပြီးတော့ကျွန်တော်တတင်းကြရတယ်ဗောနော်ဟိုရွေးလဝေးပထမတန်းမှာလေဖိုက်တာလက်ချိုးကြီးလို့ရတဲ့အခြေအနေအဲ့လိုမျိုးမှာအသက်ရွယ်ကောင်းအရွယ်ကောင်း ဒီဘယ်လိုပြောလဲတပောက်လဲကောင်းတဲ့ပြိသက်ခိုင်မှလည်းရရှိထားတဲ့သူတင်ဝင်လိုက်နာဝပြီဆိုတဲ့တဲ့င်းကတော့လောလောဆယ်မှာတော့ကျွန်တော်ပြိသက်တွေကြားမှာဟုတ်တယ်လဲပြောကြတယ်လို့တချို့ကလည်းမယုံကြည်နိုင်ဖြစ်နိုင်ကြတဲ့အခြေအနေရှိတယ်။အဲ့တော့သူတင်ဝင်လိုက်နဲ့ပတ်သက်ပြီးတော့အခုနောက်ဆုံးတိထားတဲ့အခြေအနေလေးတွေကိုပြိသက်ဝေမျှပေးပါဦးကိုဒီညီလေးမေးတဲ့မေးခွန်းအရဆိုရင် तू နားပြီမနားဘူးဆိုတဲ့ဟာကို အရင်ဆုံးကိုတီးတလောက်ပြောရလို့ရှိရင်နားပြီဆိုတဲ့ကိစ္စကတော့60ရာခိုင်နှုန်းအတီးပြူပေးလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီတရင်ထွက်လာပြီးတဲ့နောက်ပိုင်းမှာဒီသွေးသွေးဝင်လိုက်နဲ့ပတ်သက်တဲ့ဒီမန်နေဂျာလေးဖြစ်တဲ့ကိုကျော်ဝင်လိုက်တို့စီဟိုသွေးသွေးဝင်လိုက်တို့စီဖုန်းဆက်ပြီးတော့ကိုမေးကြည့်တယ်။မေးကြည့်တဲ့အခါမှာဒီဟာကဒီတရင်မှန်တယ်သူတို့နားဖို့စီစဉ်နိုင်ပြီဆိုတဲ့ဟာမျိုးသူတို့အတီးပြူပေးတယ်။အဲ့တော့နားပြီဆိုတဲ့တရင်ကတော့60ရာခိုင်နှုန်းတေးကြတယ်လို့တော့ပြောလို့ရတယ်။ဟုတ်ကဲ့ဘာကြောင့်နားရလို့တည်ရလဲဘာကြောင့်နားလဲဆိုတော့သူနောက်ဆုံးထိုးွားတာသွေးတက်က လေးလပိုင်းမှာလေးလပိုင်းမှာရှုကလေးမင်းရောနိုင်တယ်အဲ့ဒီနောက်ပိုင်းသူဘာဖြစ်လဲဆိုကိုသိထားတာသူအဆိုင်ယောဂဖြစ်တယ်ဆေးရုံခလာတက်ရတယ်ပြီးတော့ဆေးရုံပြန်ဆင်းပြီးတဲ့နောက်ပိုင်းမှာသူလေ့ကျင့်ခန်းလုပ်ဖို့ပြင်းပြင်းထန်ထန်လုပ်ဖို့အတွက်သိအဆင်သင့်မဖြစ်တော့ဘူးအဲ့ချိန်မှာဒီဘက်ပိုင်းမှာဆိုရင်ပြိုင်ဘက်ကဘာရှိလာမလဲဆိုရာမန်တက်လာတယ်ရာမန်နောက်ပိုင်းပွဲတွေမှာကောင်းလာတယ်ရန်ကုန်ပွဲမှာဆိုလည်းရာမန်ဖာမီချိုင်းဖာမီချိုင်းအလေရိုးနဲ့နိုင်လိုက်တယ်အဲ့တော့ရာမန်နဲ့တွေ့တဲ့နဲ့တေချာပေါက်ပြန်တွေ့ရမယ်လို့တွေ့ကြမယ်လို့ ညှော်လင့်မိကြတယ်ပြိသက်တွေရောကိုရောပေါ့နော်အဲ့တော့ရာမန်နဲ့တွေ့ဖို့ဆိုရင်တွေ့တဲ့ဝင်လာဒီပြင်းပြင်းထန်ထန်ဒီချင်းမှုလို့ရတယ်ဒီချင်းရမယ်အဲ့ဒီအချိန်မှာတွေ့တဲ့ဝင်လာသူ့ရဲ့ကျမိုက်အခြေအနေကြောင့်သေယုံတက်ထားတာလည်းရှိတယ်ဒီချင်းကံကိုပြင်းပြင်းထန်ထန်လှုပ်ဖို့အတွက်လည်းတိတ်ပြီးတော့ဆန္ဒမရှိတော့ဘူးအဲ့ဒါကြောင့်အဲ့ဒါ ड़ी ရှိမယ်ပြီးွားလို့ရှိရင်တစ်ဖက်ကလည်းသူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဲ့ဘက်ကိုအခြေချခြင်းနဲ့အဲ့ဒီအကြောင်းအကြောင်းတွေကြောင့်သူအနာယူဖို့ဆုံးဖြတ်လိုက်တယ်လို့သိရတယ်ဟုတ် အဲ့တော့ဒီ twitter ကကျွန်တော် UI လုံးမှာဆို record တော်တော်ကောင်းတဲ့ divider တွေမှာပါတယ်ပေါ့နော်အဲဆိုတော့သူအနိုင်ပိုင်းသွားတယ်လို့ပြောလို့ရမှာပေါ့အဲ့လိုမျိုးလည်းပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ तू तू ငယ်ဘဝတပြင်းညိုတို့ဘာလို့ရှုံးတာတပိုင်းပေါ့နော်ရှုံးခဲ့တဲ့ပွဲအဲ့ဒါလည်းတော်တော်ကြာပြီဝေးခဲ့ပြီဒီဘက်နောက်ပိုင်းမှာ तू တွေးခဲ့တဲ့ထောင်ထောင်ကြီးကစားသမားတွေမှာ तू မရှုံးမရှုံးခဲ့ဘူးတောက်လျှောက်အနိုင်နေတရေတွေနဲ့ပဲမှတ်တမ်းကောင်းကိုထိန်းထားတယ်အဲ့ဒီမှတ်တမ်းကောင်းနဲ့နားဝါတယ်လို့ပြောလို့ရတယ်လို့ညီလေးမေးတယ်လို့ပဲ အနိုင်ပိုင်းွားတယ်လို့ယူဆမယ်ဆိုလဲယူဆလို့ရတယ်ဟုတ်ကဲ့ပြီးသူတင်နဲ့ပတ်သက်တဲ့နောက်ထပ်နောက်ဆက်တွဲသတင်းတွေကိုဘာထပ်သိထားသေးလဲကိုသူတင်နဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းကတော့သူဒီဟွာဘော့ကိုသူစီးပွားရေးလုပ်ငန်းလေးသူလုပ်မယ်ဆိုတဲ့ဟာမျိုးကြားရတယ်အဲ့ဒီအတွက်လည်းစပြီးတော့အကောင့်ထဲပေါ်နေတာမျိုး ရှိတယ်ဒါကတော့နောက်ဆက်တွဲတည်င်းလို့ပြောလို့ရမှာပေါ့နော်အဲ့မှာနောက်ဆက်တွဲမဟုတ်ဘဲနဲ့ကိုတို့တွေ့တဲ့ဒီထိတွေ့ဆက်ဆက်နေတဲ့အချိန်တွေ သူသိနေတဲ့စီကိုရောက်ခဲ့တဲ့အချိန်တွေမှာမြင်ရတော့သူတကနေစနေပိုင်းကောင်းတယ်သို့တော့လေ့ကျင့်မှုပိုင်းမှာ အားနည်းတဲ့ကသာသမားတွေမှာပါတယ်လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်တိတ်ပြီးတော့လုံးလေးလှုပ်ထားမရှိဘူးသူ body weight တွေပါတယ်လည်းအရင်မထိန်ဘူးထိန်ရတဲ့ဟာမျိုးကြရင်လည်းသူကအခက်အခဲရှိတယ်အစရဲသူကဒီလေ့ကျင့်ခန်းကိုပြင်းပြင်းထန်ထန်လုံးလေးမရှိတဲ့ကသာသမားမျိုးဆိုတော့ဦးနောက်ပိုင်းသူကျမ်းမာရေးအခြေအနေလေးလည်းနည်းနည်းလေး ဖြစ်လာတယ်အသက်ရွယ်ပိုင်းလေးလည်းနည်းနည်းထောက်လာတဲ့အချိန်မှာဒီပြင်းပြင်းထန်ထန်လုပ်ဖို့အတွက်သူစန္ဒသိမ့်မရှိတော့ဘူးလို့ထင်တယ်နောက်ဆက်တွဲနေနေကုနေနေထင်မိတာပေါ့နော်အားကြောင့်လည်းသူဒီအနာယူမယ်ဆိုတဲ့စုံပြတ်ချက်မျိုးကိုချလိုက်တယ်လို့ပဲထင်တယ်ဟုတ်ကဲ့အသက်ရွယ်ကတော့ကျွန်တော်မြင်တော့ဒါတက်အရင်ကြီးရဲ့ထဲတော့မပါလောက်သေးဘူးပေါ့နော်အရင်ကြီးတော့မရှိဘူးအဲဟုတ်ဒါနောက်ထပ်အမေကွန်းတစ်ခုကကြတော့ဒီတတိအနာယူရနဲ့ပတ်သက်ပြီးဒီရွာလေပထမအတန်းမှာသွားနေတဲ့အချိန်ဒီပေါ့နော်အခုဒီဝိုင်းအားသာကလောင်ရှင် ဒီ UL Away Collection နေနဲ့အခုရတူရဲမြင်အောင်ဘယ်လိုရှိတူရဲမြင်အောင်ဆိုတော့ဟိုဗမာမာဗမာစကမုံလည်းရှိပါတယ်ရှင်နေရအကလူဆိုဆိုတဲ့ဟာအစတည်းကမှ UL Away ပထမတန်းမှာကစားသမားနည်းနေတာနည်းနေတဲ့ကြားထဲမှာသွေးတကထက်လာပြီဆိုတော့နည်းတာတည်းကနေနောက်ထပ်မိုင်းနဲ့ထပ်ပြတော့အနှုတ်လက္ခဏာပူပူဆောင်သွားပြီးပူလဲသွားတာပေါ့ဘာဖြစ်လို့လဲဆိုတော့ရာမန်ရှိမယ်ထွန်းထွန်းမင်းရှိမယ်အောင်ခိုင်ရှိမယ်နောက်ပြီးရှူကလေးမင်းလောက်ရှိမယ်အများကြီးမှမရှိတာ ဒီပထမလမ်းလို့ပြောလို့ရနောက်ကျော်တော်ဝင်းရှိမှာကျော်တော်ဝင်းကလည်းပွဲတွေဝေးနေတာကြာပြီပေါ့နော်အဲရှိတဲ့ကဒါသမားတွေထဲမှာလည်းရာမန်ဒီနောက်ဟိုထွန်းထွန်းမင်းနဲ့မထိုးဘူးဆိုတာမျိုးသူပြောတာရှိတယ်အထွန်းမင်းအောင်နဲ့မထိုးဘူးဆိုတာမျိုးရှိတယ်ရာမန်ကထွန်းထွန်းမင်းလို့ထွန်းမင်းအောင်လို့လည်းတဲလို့မရတော့တဲလို့မရတဲ့အခြေအနေဆိုရင်ရာမန်ဒီဘယ်သူနဲ့တဲဖို့ကြမ်းမလားအောင်ခိုင်နဲ့အောင်ခိုင်နဲ့ဆိုတာကလည်းနှစ်ပွဲနှစ်ပွဲလောက်ထိုးပြီးသွားပြီထိုးတာကလည်းရာမန်တော်တော်သားတယ်ကြီးလို့လည်းမကောင်းဘူးပြေးတယ်လည်းမကြည့်ချင်ဘူးအဲ့တော့ရာမန်ကိုဘယ်သူနဲ့ထပ်တယ်မလဲ တဲ့တရာလူလည်းမရှိသေးဘူးတိတ်ပဲရှိတာလေတိတ်ကနားယူတော့လူသိမ့်မရှိတော့ဘူးရှုကလိမင်းလုံးနဲ့ဆိုရင်လည်းဟိုဟာတိတ်အစင်မပြေတော့ဘူးဟိုအရမောင်းထိုးလုံးတပောက်လေးရောအရန်กว่าလေအဲ့တော့ပြောရမယ်ဆိုရင်ကိုတို့ဖြတ်တန်းခဲ့တဲ့တခြားပေါ့ရှုရလဝိခီးတခြားမှာဆိုရင်လက်ရှိအချိန်ကမြမရှုရလဝိပမာဏကစားသမားအရှာပါဆုံးအချိန်ပြိုင်ဘက်ကောင်းနေအနေဆုံးအချိန်လို့စိတ်ထဲမှာခံလာဟုတ်ကဲ့ ဒီတူတူဝင်လိုက်မရှိတော့တဲ့ဒီရွေးရလို့ပထမတိုင်းအခင်းချင်းအောင်ဘယ်လိုဖြစ်သွားနိုင်လဲကိုခုနဒီပြောရတဲ့မှာပါလာတော့ခွာလာပါတယ်ပေါ့နော်ဒီရှိတာအပြင်၄၅ယောက်မှမှာဒီရာမန်၂ယောက်လောက်နဲ့မထိုးဆိုတာမျိုးဖြစ်တယ်အောင်ခိုင်နဲ့ကလည်းထိုးဘူးတယ်ယူကလိမင်းဆိုတာကလည်းဒါဖြစ်ဖို့ဝေးတယ်ပြိသက်မျိုးလင်းနဲ့တွဲဆိုင်မျိုးမဟုတ်ဘူးပြိသက်ကဒီ green five ဖြစ်စေချင်တာကဒီသွေးသက်နဲ့ရာမန်ကိုပဲဖြစ်စေချင်တာအဲ့တော့သွေးသက်ဝင်လိုက်မရှိတော့တဲ့မြမရွေးရလို့ပထမတိုင်းအခင်းချင်းကဘာတွေဖြစ်လာနိုင်မလဲဟို ပွဲစီစဉ်တဲ့လူတွေအတွက်တော့တော်တော်ကိုစက်တက်တဲစဉ်းစားရမယ့်အခြေအနေလို့ပြောသွားတယ်။မာကြောင့်လဲဆိုရင်ခုနပြောသွားတဲ့ကသားသမား၄၅ယောက်ပဲရှိတယ်။အဲထဲမှာလည်းမထိုးရှောင်နေတယ်ဆိုတော့အနေထားတွေရှိတယ်။အစောပိုင်းအဆိုတော့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကဆိုတော့ဒီပထမတန်းထဲမှာဆိုလင်းကိုထည့်လို့ရတယ်။ဆိုလင်းကလည်းဘဝမှာစာချုပ်ရသွားတော့ဒီပြင်းလို့ပဲသူမထိုးတော့အဲ့တော့ကိုစဉ်းစားကြည့်တယ်ထိုးလို့မရဘူးလည်းပြန်လဲမလဲတိတ်တိတ်မရှိလို့ရှင် ရမန်လည်းမထုတ်ဘူးရမန်လည်းမထုတ်ဘူးရမန်လည်းမထုတ်ဘူးပြောတာဘူးနဲ့တဲမလဲအောက်ဖိုင်နဲ့တဲမလားကြော်သာဝင်းနဲ့တဲမလားရှူကလေးမင်းနဲ့တဲမလားအတဖက်ကရမန်ကိုပြန်ကြည့်ရမန်ရောဘူးနဲ့တဲလက်ရည်တပြင်းနဲ့ထိုးဖို့သူနဲ့ကြည်ကောင်းတဲ့ပွဲအကျိမ့်နဲ့ပွဲပြီးဖြစ်ပေါ့အောက်ခိုင်းလို့ကြတော့လေဒီပထမတန်းအလွတ်တန်းမှာတောင်းတော့ပြီးထိတ်ဆုံးရောက်ဖို့ကြတော့သူတို့ဖြတ်တန်းရမယ့်ဟာလေအများကြီးရှိနေတယ်လက်ရည်တက်လာတယ်ဆိုပေမဲ့နောက်ဆုံးထိုးခဲ့တဲ့ရမန်နဲ့ပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်အောက်ခိုင်းမှာလေလိုအပ်ချက်တွေ ရှိနေတယ်နောက်ပိုင်းနောက်နောက်တစ်ယောက်ဂူရုထပ်စင်းသားတဲ့ရှိတယ်ကျော်သာဝင်းကျော်သာဝင်းဒီလည်းနောက်ဆုံးပွဲမှာထွန်းမင်းကိုလဲတော့နဲ့သူရှုံးသွားတယ်လက်ရည်ရလည်းတော်တော်နဲ့ရွာတယ်အဲ့တော့ကျော်သာဝင်းအနေနဲ့ရအောင်ဘယ်သူနဲ့ထိုးမှာလဲထွန်းမင်းလည်းပြန်တယ်လို့ရှိရင်ရောအဆင်ပြေပါအဆင်ပြေပါအဆင်မပြေတော့ဘူးမလားမပြေတော့ဝိတ်ကလည်းဟောနေပြဝိတ်ကလည်းကွာနေတယ်အဲ့တော့ခုနကကိုပြောသလိုပေါ့ပထမတန်းရိုးရတော့ဝိတ်ရတော့တော်တော်လေးကိုချင်းနေ ပြပြသွားတယ်လို့ပဲမြင်မိတယ်သွေးသိပ်ဝင်လိုက်လာတယ်လို့ညာပါမယ်ဆိုဟုတ်ဒီလိုအဖြစ်ပြက်မျိုးကဟိုအရင်ပေါ့နော်အခုဖြတ်သားလာခဲ့တဲ့ချောင်းမောင်ကြုံခဲ့ဘူးလားအခုဒီတော့စိုးစိုးဝါးဝါးအခြေအနေမျိုးရှာရှာဘာဘာအခြေအနေမျိုးတော့မကြုံဘူးဟုတ်ကဲ့ကိုစပြီးတော့ဒီထက်တဲ့ဝင်ဝင်ပေါ့နော်ကိုစကြည့်တဲ့အချိန်ကိုပြောတာပေါ့ထက်တဲ့ဝင်ဝင်ဖားပြတဲ့အချိန်မှာဘယ်သူကချန်ပီယံဖြစ်နေပြီလဲဆိုလုံချော့ချန်ပီယံဟုတ်ကဲ့လုံချော့ချန်ပီယံဖြစ်နေတဲ့အချိန်မှာရှားရတယ်ပြိုင်ဘက်ကောင်းနေရှားရတယ်ဆိုတော့လုံချော့နဲ့တဲဖို့အတွက်စောင်းကမန့်ရှိတယ် ဝင်းထွန်းရှိတယ်။ဇန်ထူးလို့ရှိတယ်။ကျယ်လေးအောင်ရှိတယ်။နောက်သူတို့အချင်းချင်းနဲ့ရွှေဆိုင်းရှိသေးတယ်။အလုံးချော့ပြီးွားလို့ရှိရင်လုံးချော့ကဆောင်းကမတ်ချန်ပီယံဖြစ်လာတယ်။ဟုတ်ကဲ့။ဆောင်းကမတ်ချန်ပီယံဖြစ်လာတဲ့အချိန်မှာလည်းဒီလိုပဲ။ဒီတက်တော့နည်းနည်းရှာရတယ်။အမဆောင်းကမတ်ချန်ပီယံဖြစ်လာတဲ့အချိန်မှာဆိုနောက်ဟိုဟာတွေကဆိုလူငယ်တွေတည်းဆိုတူတူလို့တက်လာ။တက်လာပြီ။ထွန်းထွန်းမင်းတက်လာပြီ။နောက်ရွှေဆိုင်းလို့လည်းလဲထိုးတယ်။ဟုတ်ကဲ့။လုံးချော့နဲ့လည်းဒီဆောင်းကမတ်ချန်ပီယံဖြစ်တဲ့အချိန်မှာဒီချန်ပီယံ တန်းမှာရှိနေတဲ့ကစားသမားကိုစိန်ခေါ်ဖို့ဟိုချန်ပီယံဖြစ်နေတဲ့တန်းကစားသမားနဲ့ပွဲတည်ဖို့ကစားသမားတွေရှိတယ်။ဆောင်းကမန်ပြီးတော့တော်တော်များတော်တော်များနောက်ပိုင်းမှာဆိုရင်လည်းတော်တော်များချန်ပီယံဖြစ်နေတဲ့အချိန်မှာဆိုလည်းကစားသမားတွေအများကြီးပဲ။တို့ဒေးပြုတ်ရှိတယ်။တော်တော်များနဲ့ဆိုလင်ပွဲဖြစ်ခဲ့တာမျိုးတွေရှိတယ်။တဲမယ်ဆိုတဲလို့ရတယ်။တွေ့တွေ့ဝင်လာရှိတယ်။ဒါလောက်မရှာဘူး။အခုချိန်မှာချန်ပီယံဘယ်သူ့တတ်မှတ်မလဲဆိုတော့ ပုံစံကြီးရှိနေသလိုပြောင်းရောက်ကိုတမန်လဲအချက်မြောင်စိန်ခေါ်နိုင်တဲ့ challenge အနေနဲ့လဲအရန်ရှာတယ်တော်တော်အခြေအနေစိုးနေတဲ့အချိန်လို့မြင်မိဟုတ်တဆက်သေးပေါ့နော်ဒီလက်ရှိ you are lowe အလွတ်တန်း champion ဘွဲကရောဘာဖြစ်သွားနိုင်မလဲဘလို့ဖြစ်မလဲပေါ့အခု user အဲ့ဒီဟာကိုနဲ့ကိုနန်လိုငញ្ញန်းလို့လည်းပြောဘူးတယ်ညီလေးနဲ့ကိုနဲ့လည်းဟိုမကြာခဏပြောဘူးတယ်အဲ့ဒီဟာကြီးကအဖြစ်ရှာလို့မရတဲ့ပုံစံတပုတ်လို့ပဲမေးခွန်းနေတာရှိတာ ဖြည့်ရှင်းပေးမဲ့လူအဖြည့်ထုတ်ပေးမဲ့လူတာဝန်ယူတာဝန်ခံပြီးတော့ဒါကတော့ဒီလိုရှိပါတယ်ဆိုပြီးပြောပေးတဲ့လူမရှိဘူးမရှိတဲ့အနေအထားတည်းရဲ့လိုပဲကိုမြင်တယ်ဘာလို့လဲဆိုတော့ကိုတို့ဒီကလောင်ရှင်ဖြစ်ဖြစ်မယ်မီဒီယာဖြစ်ဖြစ်မယ်ဝါသနာပါတဲ့ဝါသနာရှင်အနေနဲ့ဖြစ်ဖြစ်မယ်ဒီဟာကိုကိုတို့ဆုံးဖြတ်ပေးလို့မရအောင်ဒီယူရလဝိရဲ့တာဝန်ရှိတဲ့ပုံကိုယ်တွေကိုယ်တိုင်ကဆုံးဖြတ်ပြီးမှလာဒီဟာတိကျတဲ့အဖြစ်တခုလို့ထွက်လာမယ်လို့ယူဆမိတယ် ဟုတ်ကဲ့ကောဒီနောက်ဆုံးမေးခွန်းလို့ပေါ့နော်နောက်ဆုံးမေးခွန်းမှာတော့ကျွန်တော်တို့ဒီလက်ရှိပေါ့နော်ဒီ KMP နယ်ကဒီရုပ်လောက်အပိုင်းအောင်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရုံဆောင်လောက်ရသမားဆိုပြီးအစင်းသက်ခေါ်တုံးတုံးခဲ့တာရှိတယ်ဖြန်သွေးစသည်ဖြစ်ပေါ့နော်ဖြန်သွေးဟိုနေဖြစ်သွားတဲ့အချိန်မှာနောက်ပိုင်းကျွန်တော်တို့တွင်းတွင်းဝိုင်းတက်လာတွင်းတွင်းဝိုင်းလိုက်အနားယူပြီးဆိုတော့အခုမျက်စိမှာဘသူ့ကိုမြင်လဲလာသမီးလူတိုင်းကိုဟိုဘယ်လိုဒိုင်ငံထိုးပေးမဲ့ fighter မျိုးအခုဘသူ့ကိုမြင်လဲခင်ဗျအခုလောလောဆယ်မှာတော့တွင်းတွင်းဝိုင်းလိုက်လာဝိုင်းခုနပြောသလိုဒီတခြားလောက်ရသမားတွေကိုအကြီးကျယ်နဲ့မှာ ထိုးမဲ့လက်ဝတ်သမားဆိုလို့တိတ်မှမကြံတော့တာအောင်ခိုင်းလို့စုကလိမင်းတို့ဒီလောက်ပဲကြံတော့တယ်အရင်ဟိုချွတ်ထွန်းနေတဲ့ကစားသမားမျိုးတော့တိတ်မတွေးမိတော့ဟုတ်ကဲ့ပေါ့အဲ့တော့ဟိုသူကအနာယူရတဲ့ပတ်သက်တာနဲ့ပတ်သက်တာဆက်ဆက်အကြောင်းအရာတွေဆွေးနွေးခဲ့တာပေါ့နော်ဒီကျွန်တော်မေးတဲ့အထဲမှာကြံခဲ့တာမျိုးရှိမယ်ဒါပေမဲ့အကိုဖြေကျင်သေးတဲ့အချို့အရာချင်းလည်းဖြစ်ဆက်ပြီးပြောကြပေးပါဦးဒီကတော့ညီလေးကသူတစ်ကတော့သူ့ရဲ့ personal အရာသူ့ ပုဂ္ဂလိကသူမှာခံစားချက်ရှိမယ်ဟုတ်ကဲ့သူရဲ့အကြောင်းအရာတွေရှိမယ်အားတွေကြောင့်အနာယူတယ်သူအနာယူခြင်းအနာယူခြင်းကိုကိုရိုးကိုအနေနဲ့ပဲဖြစ်ဖြစ်ကိုရိုးအနေနဲ့ပဲဖြစ်ဖြစ်ဝေဖန်လို့လည်းမရဘူးဒါသိလို့လည်းမရဘူးဒါဟိုလူသားတူရဲ့ဒီလွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲဒါကတော့တပိုင်းပေါ့နော်ဒါပေမဲ့ဒီဘက်မှာရိုးရတဲ့ဝိရေမှာကျင်နေနေတဲ့လူတယောက်အနေနဲ့ဒါမှမဟုတ်ရိုးရလက်ဝိကိုအားပေးနေတယ်ပြည်သက်နေတယ်လို့ပြောရမယ်ဆိုတော့ သူတင်ဝင်လိုက်နားတာ ਉਹ တပြေနှမျောမိတယ်သူတဲ့ဆောသေးတယ်လို့ခံစားရတယ်ယူရလက်ဝေးအတွက်အများကြီးလှုပ်နိုင်သေးတယ်လို့လည်းယူစားမိတယ်အဲ့ဒါလေးတော့ဖြည့်ဆော့ပြောခြင်းဟုတ်ကဲ့အခုလည်းကျွန်တော်ဒါအတွေ့အကြုံပါပဲဗောနော်ဒါကျွန်တော်တို့ခုအစီဒီဆွေးနွေးခဲ့တဲ့အစီအစဉ်ကလည်းဒါဒီလုံလောက်ပြီးပြည့်စုံပြီဗောနော်အဲ့တော့ဒီအစီအစဉ်ကိုဒီမှာပဲရက်လိုက်ရအောင်ဗောနော်